ဒီနေ့ကျွန်တော်တို့ဟာရင်းနှီးမြှုပ်နှံမှုလောကမှာအတုံးအများဆုံးစကားလုံးတွေဖြစ်တဲ့ SPY, IGR, Nasdaq 100ဆိုတဲ့အညွှန်းရမုံမေ Index Funds တွေကို ခွဲခြားစိတ်ဖလားကြည့်ပါမယ်။ဒီသုံးခုရဲ့ကွာခြားချက်ကိုနားလည်မှသာသင့်ရဲ့ Portfolio ရင်းနှီးမြှုပ်နှံမှုအစုအဝေးကို စနစ်တကျအတည်ဆောက်နိုင်မှာပါ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်မောင်ပြပါ။ဒီ Financial Stability Channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီနေ့ဗီဒီယိုမှာတော့ SPY IGR Nasdaq 100ယင်းနည်းမြုပ်နှံမှုအစိတ်အပိုင်း၃ခုအကြောင်းအရာကိုဖျောပြပေးတော့မှာပဲခုပါတယ်ခင်ဗျာ။တဲ့အခြေခံအုတ်မစ် SPY S&P 500ပါ။ပထမဆုံးကတော့ SPY S&P 500 ETF ပါ။ဒါဟာသင်ရဲ့ portfolio ရဲ့တည်ငြိမ်တဲ့အခြေခံဖြစ်တင်ပါတယ်။ SPY ဟာ American Stock ဈေးကွက်ထဲကတန်ဖိုးအကြီးဆုံးကုမ္ပဏီမားရရဲ့စွမ်းဆောင်ရည်ကိုကိုစားပြုပါတယ်။ဥပမာ Apple, Microsoft, Amazon လို့ကုမ္ပဏီကြီးတွေပါ။ဘာအီရွေချက်အတော့လဲဆိုတော့ဒါက American စီးပွားရေးကြီးတစ်ခုလုံးရဲ့တည်ငြိမ်ပြီးရေရှည်တိုးတက်မှုကိုရယူဖို့အတွက်ပါ။ NDA ကို short ချပြီးစိတ်ပူစရာမလိုဘဲရေရှည်ကင်ထားဖို့အတင်ဆုံးဆုံး index ဖြစ်ပါတယ်။နှစ် ကြီးထွားမှု IJR SMB Small Cap 100ပါဒါဟာပထမဆုံးတစ်ခုနဲ့လုံးဝကွာခြားပါတယ် IJR ဟာအမေရိကန်ကအရွယ်စားသေးငယ်တဲ့ဒါပေမဲ့အလားအလာကောင်းတဲ့ကုမ္ပဏီ600ရာရဲ့စွမ်းဆောင်ကြီးကိုကိုစားပြုပါတယ်။ဘာကြီးရဲ့ချက်အတက်လဲဆိုတော့လင်းမြန်စွာကြီးထွားနိုင်တဲ့ Fast Growers ကုမ္ပဏီငယ်တွေမှာရင်းနှီးမြှုပ်နှံမှုအသက်ပါဒီကုမ္ပဏီတွေဟာဈေးခွက်ရဲ့အတက်အကျကို ပိုခံရတတ်ပြီမြင့် အောင်မြင်သွားရင် SPY tab အမျက်နှုံးပုံမြင့်နိုင်ပါတယ်။သင်ရဲ့ portfolio ရဲ့ NDA ပိုခံကကြီးထွားမှုပိုလိုချင်တော့အစိတ်အပိုင်းအဖြစ်ထည့်သွင်းသင့်ပါတယ်။၃အရှင်ဟုံမြင့်ဤပညာ Nasdaq 100 QQQ ပါ။တတိယကတော့လူကြွညတဲ့ Nasdaq 100 QQQ ပါ။ Nasdaq 100ဟာနည်းပညာနယ်ပယ်မှာဥဆောင်နေတဲ့ဥပမာ Meta, Tesla လို့စသည့် ဘန္တာရေးမဟုတ်သောကုမ္ပဏီကြီးတရားရဲ့စွမ်းဆောင်ရည်ကိုကိုစားပြုပါတယ်။ဤပညာတက္ကနိုလော်ဂျီကဏ္ဍကိုအတိအကအလေးပေးထားပါတယ်။ဘာကြီးရဲ့ကြောက်တာလဲဆိုတော့ဒီ index ဟာစီးပွားရေးတိုးတက်ချိန်မှာအမျက်အစွမ်းအလွန်ကောင်းမွန်ပေမဲ့ဤပညာကဏ္ဍအကျတဲကြုံလာရင်အလွန်အများထိခိုက်နိုင်ပါတယ်။ဒါကြောင့်သင်ဟာဤပညာကဏ္ဍရဲ့အနာဂတ်ကြီးထွားမှုကိုအနုံယုံကြည်မှသာသင်ရဲ့ portfolio ရဲ့ အရှင်ဟုန်မစ်ထတ်တိုးယီနီမြုံနံမှုအထိထဲသွင်းတင်ပါတယ်အချို့ပဲနဲ့အာဖရိကလောဘန်ဒိုင်လိုလာမှုစုတွာယာလာမာဒိုင်ဗာစီဖီကေးရှင်းလို့အစုဝေးခွဲခြမ်းခြင်းဟာအရေးကြီးဆုံးဖြစ်ပါတယ်ဘာကအချိကန်ကော SPYD တင်းငယ်ပေါ်ဖိုလီယိုရဲ့အဓိကအုံမြင်ဖြစ်ပြီးတည်ငင်တဲ့အမေရိကန်စီးပွားရေးတိုးတက်မှုကိုကိုးစားပြုပါတယ်ကြီးထွားမှု growth IGR ဟာ NDA ပိုခံပြီးကြီးထွားမှုအခွင့်အလမ်းကိုရှာယူနိုင်ပါတယ်။ဒီပညာ Tech Nestep 100 QQQ ဟာအရှိန်ဟုန်မြင့်နိပညာကန္တာကိုထပ်မံအားထည့်လိုမှာဒါထည့်သွင်းပါ။ဒီနည်းဖြင့်ပေါင်းစပ်ပြီးစနစ်တကျရင်းနှီးမြှုပ်နှံခင်အားထင်တာလျှင်ရေရှည်ဘာနာရေးလွတ်လပ်မှုကိုရှာယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ဒါရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။